ပဲယနေ့တော့ငွေပြီးပိုင်းလို့ကြံနေခဲ့တဲ့ NUG အစိုးရအနေနဲ့တော့ဘုန်းကြီးတို့လိုပဲပြောပါတယ်နိုင်ငံရေးမှာနော်ဆိုတော့အဲ့တော့အဲ့လိုကြံနေခဲ့တဲ့အစိုးရပိုင်းဟာတတိပြောနဲ့လှုပ်လို့ရတယ်တော့လှုပ်လို့ရပါလေနဲ့ကိုသားသမီးတွေကဲ့သို့တိုင်းသူပြည်သားတွေမှာလူငယ်တွေတပိပွားပေးနေပေါ်မှာတတိပြောရင်တော့ဘုန်းကြီးတက်တယ်ပြောမယ်စာနာစိတ်အားနေပါတယ်တိုင်းသူပြည်သားတွေမှာမေတ္တာ ရှိတယ်လို့မဇက်ကပြောမယ်လေမေတ္တာရှိတယ်လို့မဇက်ကမြည်ပေးမယ်နှလုံးသားတွေကလာပြီးတော့လက်တွေလှုပ်ဆောင်ချက်တွေတော်တော်ကို 阿你見咩樓都有？啊，我梅屋光路翻睇下你阿度，每邊邊度樓下咧不顧啲啊，一得換人俾咗嘛，樓下唔留位呢，當時阿蘇氏做嚟報業，點啊？我呢時做報業股嘅，俾條路俾阿阿俾咗嘛。 ယနေ့မိမိတို့ရဲ့လှုပ်ဆောင်ချက်ကတော့အင်မတန်ကိုနော်တတိပြောရင်တော့စေနာလဲနဲ့ညံ့လဲညံ့ဖြစ်နေတယ်လို့ကျွန်တော်ဒီနေရာနေတဲ့တယ်ပဲပြောပါတယ်ဆိုတော့အဲ့တော့အဲ့လိုပုံစံမျိုးတွေနဲ့တွားနေလို့မရဘူးကိုကခေါင်းဆောင်ဆိုတာဘာလို့တော့ဆိုတော့တိုင်းသူပြည်သားတွေကျိုးကိုရဲ့တော့တတ်သားတွေဟုတ်လားပြည်သားတတ်သားတွေနော်တပိပေါ်ကပြနေတယ်ချူသောပကပပါးပါးတွေကဘာချူးစီပါးမှမရှိဘာခွန်မှမကောက်ပါဘူးဆင်းရဲနေတာခက်ခဲနေဆောင်းနေလူမှုတွေကြမ်းမာရဆာခက်ခဲနေတာညညာစွာရှိတယ်တချို့ပကပပါးပါးတွေခွန်ကောက်လို့ရတယ်တတိဖြစ်နေဒါတွေကတော့တော်လိုင်းမှာမျှဝင်မယ်ဆိုရယ်စိတ်နေစိတ်သားတွေအင်မတန်ကိုရှိဖို့လိုအပ်ပါတယ်ကဲကောင်းပြီအခြေရလိုအပ်ချက်တွေညညာစွာရှိခဲ့ပြီအဲ့လိုအပ်ချက်တွေကိုပြုပြင်ပြီးတော့မှယနေ့တော်လိုင်းရဲ့ချူးစီပါးရနော်ပ ြိမ်ပြပါလူထပ်ထားတဲ့တော့များစွာသောအမေရိကန်ဒေါ်လာဒါတန်600လောက်ကြီးညာခဲ့တယ်ခင်ဗျာကြောင့်ထောင်ရှိမှာပါထောင်ကျော်လောက်ပါပြီเนาะဆိုတော့အဲ့လိုရှိတဲ့ငွေကြေးတွေကို ဘာသာရေးမှာအစိုးရတည်နေဥပထားပဲနဲ့တော်လိုင်းရေးမှာကလေးတွေကိုစောင်းနေရစေးစေးရပြည်စုံလုံးတော့အောင်တော်လိုင်းရေးထောက်ပံ့လုံးတော့အောင်တွန်းလောင်းပြီးတော့လှုပ်ဆောင်တဲ့အချိန်ခါမျိုးလဲရောက်နေပြီလို့ဦးစင်းနေတဲ့ထူထိုက်တွန်းပြောကြားလိုပါတယ်ကိုရီးယား energy အစိုးရအနေနဲ့တော့ဘယ်သူမှမတော်အတိမမပြူဘူးရောက်တီမူကတော့အတိမမပြူရတော့ပဲနဲ့စစ်ကောင်စီအတိမပြူမှလည်းအာဆီယံဖွဲ့ဝင်ဖြစ်မှာမလို့စစ်ကောင်စီနဲ့ပူးပေါင်းရတဲ့အခြေအနေမျိုးကိုတက်ရောက်သွားနေမှာမဟုတ်ဘူးလားဒါကြောင့်မို့လို့ဘုချုံထုံးမြတ်နိုင်စကားပြောလို့ပဲ energy အစိုးရကမဟာမိတ်တွေကိုမစည်းလုံးမှုဘူးဗျာသို့တော်လည်းပဲအလုပ်လုပ်တော့အတူထမင်းစားတော့သူတို့ကြီးပဲမခေါ်တော့ဘူးဆိုတဲ့အခြေအနေမျိုးကြီးကတော့ချန်တဲ့သူကလည်းမယုံရဲတော့အဲ့တော့ယုံရဲအောင်အားလုံးပဲမင်္ဂလာပါ ဒီနေ့မှာတော့ NUG အစိုးရအနေနဲ့စာနာစိတ်ကင်းမဲ့တယ်လို့ဆရာတော်ဦးဝါရမကတဲ့ပြောလိုက်တယ်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာ။ဒါတူပြီးသားတွေလင်းမြန်စွာလွတ်မြောက်နိုင်ခြင်းသည်ဖြစ်ပါစေလင်းမြန်စွာလွတ်မြောက်နိုင်အောင်လည်းပဲဒီနေ့ရုဒ္ဒလိုင်းမှာဥဆောင်နေကြတဲ့ခေါင်းဆောင်လေးအားလုံးကနော်ဒီနေ့လူငယ်ခေါင်းဆောင်လေးအားလုံးကစနေတရနေ့တိုင်းသူပြည်သားတွေအပေါ်မှာစိတ်ဆင်နာထက်သန်စွာနဲ့ကြိုးစားအားထုတ်ရုန်းကန်ပေးနိုင်ကြပါစေလို့လည်းခြေဥစွာ ဧတာပြုတ်ပြီးတော့ထိုက်တွန်းအပ်ပါတယ်။ကျွန်တော်ယနေ့တိုင်းပြည်ရဲ့တွေ့ကြုံနေရတဲ့အခြေအနေဟာဟိုတိုင်းပြည်သားတွေပြည်တွင်းထဲမှာရှိကြတဲ့တိုင်းပြည်သားတွေပေါ့နော်။ယနေ့ဒီကာလမှာယနေ့သတင်းချုပ်ကာလတွေမှာအပျော်လေးတွေရှိပါတယ်။ဒါကိုကျွန်တော်ပြောချင်တာပါ။အာနာချင်းစနစ်ရဲ့သဘောအရတော့အာနာချင်းတိုင်းဟာယနေ့ကမ္ဘာပေါ်မှာသူတို့ရဲ့အာနာလုထားတာကိုမသိအောင်တနည်းပြောရရင်သူတို့အာနာလုထားတာကိုမတုံ့ပြန်နိုင်အောင်ပေါ့နော်။သူတို့လုပ်တဲ့လုပ်တွေရှိပါတယ်။အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်တိုင်းပြည်သားတွေကိုဖမ်းဆီးတာဥဆောင်တဲ့သူတွေနောက်တနည်းယနေ့ဒီဝိုက်တောင်ဆန်းစုကြည်တို့ထည့်ထားတာပေါ့။ ဒါ ው လည်းပဲယနေ့နိုင်ငံရေးမှာတယောက်ကသုံးသပ်ပြတာလေးရှိပါတယ် CDN တယောက်ကသုံးသပ်ပြတယ်ဘာဖြစ်နေလဲဆိုတော့အဲ့ဒါတနည်းပြောရင်တော့ဟိုမွေကောင်းကိုတွင်းထဲထည့်ထားပြီးတော့မှဟိုမွေကောင်းကိုတွင်းထဲထည့်ထားပြီးတော့နောက်ပြန်ပြီးတော့ပေါက်လို့မရအောင်ကြိုက်လို့မရအောင်ပေါ့နော်မွေကောင်းကိုအထဲကိုထည့်ထားပြီးတော့မှအမိပိုင်းပဲလှုပ်နိုင်တဲ့နိုင်ငံရေးမျိုးကိုယနေ့အဲယနေ့ဒီတိုက်ပြီးအာဏာလုထားတဲ့စစ်တပ်ကစနစ်တကျဆောင်ရွက်ထားတယ်ဆိုတဲ့ဇကားပါဒါကလည်းတကယ်ကိုဟိုတတိချက်စီကကောင်းတဲ့အရာပါနိုင်ငံရေးရာဦးဇင်းတို့တခါလေးမှာမူဝါဒတွေနဲ့လှုပ်လှုပ်ချရတာရှိပါတယ်အဲ ူဝါဒနဲ့လူကဘယ်အဓိကလဲဆိုရင်မူဝါဒကအမူဝါဟိုမူဝါဒကောင်းတွေအရေးကြီးပါတယ်တိုးတော်လည်းပဲမူဝါဒကောင်းတွေကိုတိဆောက်ခဲ့တာလည်းလူကောင်းတွေပဲဖြစ်တယ်အဲမူဝါဒကောင်းတွေကိုစစ်သုံးမဲ့သူတွေကလည်းလူကောင်းပညာတတ်တွေပဲဖြစ်ပါတယ်တိုးတော်လည်းပဲအဲလူကောင်းဆိုတဲ့အတိုင်းသူပြည်သားတွေလေးစားရတဲ့ကောင်းဆောင်ကောင်းတွေပေါ့ဒီနေ့ဒီမိုက်တော်ဆက်စစ်ကြည့်လို့လို့အဲဒီနေ့တမရိုက်ဝင်းမြင့်တို့လို့အရှာအရှာသောနိုင်ငံကောင်းဆောင်တခေတ်ကိုဟိုစူးစမ်းအားထုတ်တဲ့ပုံကိုဒီမှာလည်းမချန်ခဲ့ဘူးလို့ဦးဇင်းတို့ဆိုတာမဟုတ်ပါဘူးဆိုတော့အဲလိုစူးစမ်းအားထုတ်တဲ့ပုံကိုဟိုဖန်ဆီးထောင်ချထားတဲ့အခါမှာ ဲ့ဒါကိုတယောက်ကအဲ့ဒါကိုပြောပြတာဘာနဲ့တူလဲဆိုတော့တော့အင်မတန်အင်အားရှိတဲ့မျိုးတွေကောင်ကိုခေါင်းကိုတွင်းနဲ့ထည့်ထားပြီးတော့မှအမီးလောက်ကဘွားလှုပ်နေသလိုယနေ့ထွန်လိုင်းနိုင်ငံကြီးကဖြစ်နေတယ်ဆိုတဲ့အခြေအနေမျိုးသုံးသပ်တာပါဒါတာမန်ကတော့ဟိုသုံးသပ်တဲ့အခါမှာတာမန်တွေးရင်တော့ဟိုခံနိုင်ခွဲရမရှိဘူးဟာငါတို့လည်းစူးစမ်းအားထုတ်နေတာပဲပြောရတယ်ဘာလဲပြောရင်ပြောမှာသို့တော်လည်းမတူပါဘူးတိုင်းသူပြည်သားတွေအများစုကလေးစားတဲ့ခေါင်းဆောင်ရဲ့စကားတလုံးဟာအဲသူကိုယ်တိုင်ကလည်းတိုင်းသူပြည်သားတွေပေါ်မှာကိုကျိုးဆွလုပ်ခဲ့တယ်အဲတနည်းပြောရင်တော့လင်းကိုဆွခဲ့တယ်တာသမီတွေကိုဆွခဲ့တယ်တားတယောက်ဆိုရင်ဒီစကားတော်ကိုပြောမှာဒီကမာကြီးဘွား ဘာကျိုးစီးပွားမှမရှိဘူးထောင်ထဲမှာဆက်ဟိုမှာပေါ့လေအခြေချိုးအပြည့်ဆက်ရှင်းနေလောက်ဖန်ခံရယနေ့လဲဆက်တက်ကြီး2021တည်းကဖန်ခံရရတာတော့ယနေ့အထိပဲအဲ့တော့ဒီလိုအခြေအနေမျိုးနဲ့အသက်60လဲပြည့်သွားခဲ့ပါပြီသို့တော်လည်းထိုကျိုးစီးပွားတွေဆွန့်လွတ်ခဲ့တဲ့အတွက်ကြောင့်လည်းတိုင်းသူပြည်သားတွေကယုံကြည်တယ်ယနေ့လူမျိုးစုလူနည်းစုတွေအားလုံးကလည်းဒီကမာကြီးပေါ်မှာတော်တော်များများယုံကြည်မြတ်လို့တွေတွေ့ရပါတယ်တချို့ဘော်ဒါလိုင်းတချို့တချို့သောနေရာတွေတချို့လူမျိုးစုလူနည်းစုရဲ့နေအိမ်တွေမှာဘာသွားတွေ့ရလဲဆိုလို့ရှိရင်တော့တော့ဒီထိုင်းဘရင်မင်းမြတ်ထိုးပါလို့ပုံနေတဲ့ဒီမိုင်းတော်ဆန်းစုကြည်ပုံလေးတွေကိုတော့တွေ့ရပါတယ်။ဒီနေ့ဒီမိုင်းတော်ဆန်းစုကြည်ကိုထောက်ခံနေတဲ့အနေအထားနဲ့ထိုးနေတာတွေရှိပါတယ်။သို့တော့ ဒေါ်ဆန်းစုကြည်ကနိုင်ငံရေးမှာယနေ့တကယ်တမ်းအခုအာဏာရှင်ကအာမကြဆုံးသေးပေါ့နော်သူ့အင်အားကနှာတပြားတာပြီးတော့စုမှုထားပြီးဓမ္မကြီးတော်ဆန်းစုကြည်ကိုပြန်လွတ်ပေးဖို့ရတော့ဦးဇင်းတို့မမြင်တော့ပါဘူးနိုင်ငံရေးခင်းချင်းဟာတနည်းပြောရင်တော့နိုင်ငံရေးအရာတော်လိုင်းရေးကနေပြီးတော့ဟိုဒီနေ့နိုင်ငံရေးသမားတွေပြောလို့ရှိပါလားအပါဟန်ပေါ့နော်အပေါ်စီးရသွားပြီ နိုင်ငံကစာမျက်နှာမှာလည်း NUG ဆိုရအနေနဲ့ပေါ်စီရတယ်။ EU EAWS တွေနဲ့ယနေ့မြန်မာတော်လိုင်းရေးရလည်းပဲဗမာတော်လိုင်းရေးရလည်းပဲတော်လိုင်းရေးရပေါ်စီရပြီဆိုရင်တော့ဦးဇင်းကဒီယနေ့လူလူကောင်းဆောင်နဲ့ယနေ့ချားသောတိုင်းပြည်ပေါ်မှာကောင်းတဲ့ကောင်းဆောင်ကောင်းတွေကိုလွတ်မြောက်အောင်ကြိုးစားဖို့တိုင်းပြည်ပြည်ရဲ့ယနေ့တွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခတွေကလွတ်အောင်လွတ်ဖို့ဆိုတာမျိုးကဖြစ်နိုင်ပါတယ်။သို့တော်လည်းပဲအထူးအရာတွေဟာတကယ်တော့အပေါ်စီရပဲနဲ့ပေါ်တော့အပါဟဲမဖြစ်ပဲနဲ့ယနေ့တွေ့ဆုံညီနိုင်ရေးကို လာလေးတံပြစ်တာတွေကလည်းတော်တော်တော့မထော်မနှမ်းပဲလို့ကျွန်တော်နိုင်ငံရေးအရတော့မြင်မိပါတယ်ဒါယနေ့နိုင်ငံရေးမှာခေါင်းဆောင်နေကြတဲ့သူတွေဟာတကယ့်ကိုအလုပ်လုပ်နေကြတဲ့သူတွေပါဦးဇင်းတို့ကတော့တိုင်းပြည်မှာတိုင်းသူပြည်သားတွေအလိမ်မခံရဘူးတိုင်းသူပြည်သားတွေဆင်းရဲဒုက္ခမရောက်ဘူးစီးပွားရေးအကြမ်းမိုက်တမူတို့ဒုက္ခတွေပေါ့နော်အကြီးအတွေ့မယ်ဆိုတိတိပေါ့နော်တိတိတွေ့မယ်ဆိုပျောက်သွားအောင်ဆိုတဲ့စိတ်ဆင်နေတာနေတိုင်းသူပြည်သားလူထုနဲ့ဆုံးကိုစားပြီးတော့ယနေ့ပြောဆိုတင်ပြဆွေးနွေးနေကြခြင်းဖြစ်ပါတယ်အဲ့တော့ယနေ့အဲ့လိုအခြေအနေမျိုးဆိုတော့ယနေ့တိုင်းပြည်တိုင်းသူပြည်သားတိုင်းသူပြည်သားတွေဘာတွေးလဲဘာသာမျိုးမျိုးတွေဘာတွေးလဲအဲ့တော့တိုင်းပြည်မှာကိုရိုးစုံပြီးစေနာထားတဲ့ခေါင်းဆောင်ရဲ့စကားကိုယုံကြည်တယ်မျက်နှာတွေလိုက်လာတယ် ယနေ့ယနေ့ဒုကောင်းဆောင်ကိုဝေဦးကောင်းကဲ့သို့စစ်ဆိုးရဟာစစ်အစ်အာဏာရှင်တွေဟာဖမ်းဆီးပြီးတော့အတွင်းထဲမှာဓမ္မတော်စားစုရောအစားသမားတွေပြင်ဆင်ရှိတဲ့ပုံကိုလို့ထည့်ထားလို့ပေါ့နော်ဆိုတော့အဲ့ပုံကိုလို့ထည့်ထားလို့တော့ထည့်ထားထည့်ထားလိုက်ပြီမြေယနေ့တိုင်းသူပြည်သားတွေကယနေ့ NUG ဆိုးရရဲ့လို့ MODL လို့တော်လိုင်းကြီးကိုတခဲနဲ့အပြေပေါ်တရားရဂိုင်းလုံးထောက်ခံခဲ့ကြတယ်နော်ထောက်ခံခဲ့ကြတယ်ဒါပေမဲ့တရားရဂိုင်းလုံးထောက်ခံခဲ့ကြတယ်သူတို့နိုင်ငံကိုပြည်ရင်းပြည်ပါနေ တော့ရရဆက်ဆက်သူတို့စွမ်းသမျလူလန်းခဲ့ကြတယ်ဒါဒေါ်လာကြီးရမုံကြီးကဘယ်လောက်ရတယ်ဆိုတာ NUG ကယနေ့ဒီဗန္ဒာကြီးဝင်ကြီးတို့ကိုယ်တိုင်ထုတ်နိုင်လို့အသိဆုံးဖြစ်မှာပါအဲ့မှာဖန်ရီစာကြီးကြီးမားမားလှုပ်ဆောင်နေကြတဲ့သူတွေကဘယ်လောက်မှတို့ဒေါ်လာကြီးဆိုရရတယ်ဆိုတာကိုတွက်ဆမိပါပါအဲ့ပြင်ဒီနေ့2021နဲ့2023တိုင်စုမှုလို့ရတဲ့ဒေတာတွေကနေပြီးတော့မှတော့မြောက်တရံစာတာမြို့ပေါ်ဝက်လက်မြို့နယ်ကြောက်ကုန်းရွာကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးအမျိုးသမီးနှစ်ဦးကိုဖမ်းဆီးထားတာပစ္စည်းများစိတ်ကြိုက်လူရက် စကိုင်းတိုင်းဝက်လက်မြို့နယ်ကြောက်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးအမျိုးသမီးနှစ်ဦးကိုဖမ်းဆီးထားကာနေအိမ်အားလုံးရှိပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေကြောင်းမျိုးဦးအောင်ပွဲတော်လန်ရေးအင်အားစုနှင့် Well Informational Network မှတာဝန်ရှိသူများကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်ယနေ့အောက်တိုဘာလ16ရက်နေ့နနက်9:03မိနစ်ခန့်တွင် အရာတော်မြို့နယ်တလဲပါရွာမှာအကျန်းဖတ်စစ်သားနှင့်ပြူစောတီငါးဆက်ခန့်ကတနတ်များပြစ်ဖောက်ကာကြောက်ကုန်းကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထို့သောစစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်ကြောက်ကုန်းကြီးရွာမှာအမျိုးသမီးနှစ်ဦးကိုစစ်သားများကဖမ်းဆီးထားပြီးရွာထဲရှိနေအိမ်အလုံးကိုလည်းဝင်ရောက်မှွေနောက်ကတံမိုးကြီးပစ္စည်းအလုံးကိုစိတ်ကြက်ယူဆောင်နေကြောင်းသိရှိရသည်ရင်းစစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင် အရာတော်နှင့်ဝက်လက်အဆက်ရှိကြီးရွာများမှထောင်လှည့်ချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးစစ်တပ်စစ်ကြောင်းကလက်ရှိချိန်ထိကြောက်ကုန်းကြီးရွာတွင်မှပြန်လည်ထွက်ခွာခြင်းမရှိသောကြောင့်ပျက်စီးမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည် ဒီနေ့နနက်9:00နာရီခွဲမှာအရာတော်မြို့နယ်တလဲပကြီးရွာကိုအင်အား90လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကဝက်လက်မြို့နယ်ကြောက်ကုန်းကြီးရွာကိုပစ်ခတ်ပြီးဝင်ရောက်စီးနင်းတာကြောက်ကုန်းရွာကအမျိုးသမီးနှစ်ဦးကိုဖမ်းဆီးထားတဲ့စစ်ခွေးတွေကရွာထဲကပစ္စည်းတွေကိုတော့စခိုးနေပြီးတလဲပရွာဘက်ကိုတဲနေတဲ့စစ်ကြောင်းကမထွက်သေးတော့ရွာထဲပျက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးဟုຫນွေဦးအောင်ပွဲ တော်လန်ရေးအင်အားစုမှတာဝန်ရှိသူကပြောဆိုသည် ဒီအန်ဇာတာဘလောက်အခွန်ခါတွေရတယ်ဆိုတော့အခွန်ခါကောက်တဲ့သူတွေရောတိုင်းစင်မြို့နယ်စင်အဲ့တော့ဒီနေ့ဆောင်ရွက်ကြပြီးတော့မှအပေါ်တိမရောက်လာဘူးဆိုရင်တော့ဒါဘလောက်ဒီတော့သွားနေဘလောက်ဒီရနေပြီဆိုတာတွေကတော့ခံမှန်းမိကြပါပါအဲ့တော့ပြောလို့ဒီမှာအဲ့တော့ဒီလိုတွေစူးစမ်းအထုတ်ပြီးပြည်သူလူထုကဟိုဝေဥကောင်းထဲတာဆိုတော့မိုက်တော်ဥစားစုကြီးကောင်းဆောင်ကောင်းနေအပြင်မှာမရှိပေမဲ့အမိပိုင်လှုပ်ပေမဲ့လည်းအမိပိုင်လှုပ်တယ်လို့လှုပ်ပေမဲ့လည်းယနေ့အဲ့ပုဂ္ဂိုလ်တွေကိုအားလုံးထောက်ခံထားခဲ့တယ်သို့တော်လည်းပဲထောက်ခံထားပေမဲ့ယနေ့ကောင်းဆောင်ကောင်းရဲ့စံနမူနာမျိုးတော့ကိုရုံးမကြည့်တာမျိုးเนาะအဲ့တော့ကိုယ့်ရဲ့ပြည်သူတွေရဲ့အကျိုးကိုကြည့်တာမျိုးเนาะအဲ့တော့အဲ့လိုမျိုး မတွေးဘူးအဲ့တော့ကိုကအန္တရာယ်ရှိတယ်ဆိုအန္တရာယ်ရှိတယ်ဆိုလို့ရှိရင်နေရာတော့ပြဿနာမရှိပါဘူးเนาะကမင်းကုန်တယ်ပြောသလိုပဲနေရာကပြဿနာမရှိဘူးเนาะအချက်နဲ့တရားအရေးကြီးတယ်ပေါ့သူဒီလိုပြောတဲ့စကားလေးရှိပါတယ်စကားတွေတော့ပါတယ်ကမင်းကုန်တယ်လို့ပြောတာအဲသို့တော်လည်းပဲအဲ့မှာအဲ့ဒီနေရာဒီပေါ်မှာ NGO ဆိုရအောင်ကြီးတွေဘယ်နေရာပဲရှိရှိပေါ့เนาะဘယ်နေရာပဲရအောင်ဆိုလို့မပြောလို့ဘူးသို့တော်တိုက်သူပြည်သားတွေမှာထားရှိတဲ့စိတ်စေနာက NGO အားပြင်းနဲ့เนาะကိုကုန်တယ်လို့မြောက်တယ်လို့တိုက်သူပြည်သားလို့မြောက်ဆိုခြင်းနဲ့စိတ်စေနာမျိုးကိုသားသမီးတွေကိုကျမ်းမာပညာရေးနဲ့ပညာသင်ပြီးတော့ကောင်းကောင်းမှုအခမ်းအနားနေထိုင်ခွင့်ရတယ်လို့တိုက်သူပြည်သားတွေကသားသမီးတွေကိုယနေ့သိကြရတယ်အခုဒီမှာသားရွယ်သမီးရွယ်လေးတွေပေါ့เนาะယနေ့ရဲဘော်တွေဆိုလို့ရှိရင်ဒီမှာတွေ့ကြည့်ပါအောင်เนาะရဲဘော်ပုံလေးဆိုရောတော့ဒီမှာငငယ်လေး 这里离离嘛，然后结果。 တော့ဆွဲဆွဲမှန်ဟင်းတို့ဒီမှာအများကြီးပဲသူတို့တောင်းနေယူပြီးတော့အသက်ငယ်လေးလူငယ်ငယ်လေးတွေကများစွာအောက်မှာအသက်ပေးနေတယ်ဒီလူငယ်လေးရဲ့အသက်တွေအချင်းချင်းမပြည့်ရအောင်တော်လိုင်းမှာပေါင်လာပြီးအသက်တွေပွားတွေပေးထားကြပြီအခြားဆုံးမသွားကြပြီကိုလက်ငါဆွထားကြတဲ့သူတွေကိုစာနာတော်အပြင်ကိုသားသမီးကိုဘေးကင်းတဲ့လူစာနာတော်အပြင်စိတ်ဆင်တာထက်တဲ့တန်တန်နဲ့ကြိုးစားအထုတ်ခဲ့မယ်ဆိုရင်ဒီငါးနဲ့ဟာအပါဟင်းကို85ရဲ့နှုန်းတော့ရသွားပြီလို့ကျွန်တော်ပြောနိုင်ပါတယ်ဒီလိုကြိုးစားအထုတ်ခဲ့ရင်စစ်ကောင်စီကလည်းတနည်းပြောရင်တော့အယူရှိပန်းနဲ့သူကပရိယာစစ်မှုထံဥပဒေကိုလုံးဝလုံးနိုင်မှာပို့ပေါ့စိတ်ကပြရခတ်သွားပြီးတော့ပေါ့နော်ပြည်သူကလည်းအားတက်လာပြီးတော့ဒါတွေကိုလက်မခံဘူးဆိုတော့စိတ်ညှို့နေအားရတက်ကြွရစိတ်နေမရဘက်ကခုခံကာကွယ်ကြမယ်လ ောက်အောင်ချောင်ကြမယ်ပေါ့သို့တော်လည်းပဲယနေ့တော့ငွေပြီးပိုင်းလုံးကြံနေခဲ့တဲ့ NUG အစိုးရအနေနဲ့တော့ဘုန်းကြီးတို့လိုပဲပြောပါတယ်နိုင်ငံရေးမှာနော်ဆိုတော့အဲ့တော့အဲ့လိုကြံနေခဲ့တဲ့အစိုးရဘိုင်းဟာတနည်းပြောတော့လှုပ်လို့ရတယ်တော့လှုပ်လို့ရပါလေနဲ့ကိုသားသမီးတွေကဲ့သို့တိုင်းသူပြည်သားတွေမှာလူငယ်တွေတပိပွားပေးနေပေါ်မှာတနည်းပြောရင်တော့ဘုန်းကြီးတက်တယ်ပြောမယ်စာနာစိတ်အားနေပါလေတိုင်းသူပြည်သားတွေမှာမေတ္တာရှိတယ်လို့ဗဇက်ကပြောမယ်လေမေတ္တာရှိတယ်လို့ဗဇက်ကမြည်ပေးမယ်နှလုံးသားတွေကလာပြီးတော့လက်တွေလှုပ်ဆောင်ချက်တွေတော်တော်ကို အားနဲ့ကင်းမဲ့တော့တွေ့ရမယ်အဲ့ဒါဘာလဲဆိုရင်ယနေ့တိုင်းဒီမှာတို့ energy mod အောက်မှာရှိတဲ့ဦးဇင်းတို့ဒေါ်လာရေးဖွဲ့ဟာတိုင်းပေါင်း300ကျော်ဟုတ်လား PD တိုင်းပေါင်း300ကျော်နောက်ဘက်ကဘာဘာ250ကျော်နဲ့တရင်ကို120ကျော်နဲ့ချိုးတာပါ၄၀ကျော်ဆိုတော့500ကျော်ဆိုတော့စဉ်းစားကြည့်ပါဦးတသိန်းကျော်ချိတယ်ဆိုပြီးတော့ကြေညာထားတယ်တို့တော်လည်းပဲတကယ်ချိတဲ့အချိကတော့မိမိတို့ပဲသိကြတယ်မြေလူစင်းတို့ထင်ပါတယ်တို့တော်လည်းပဲယနေ့တော့ဒေါ်လာရင်းမှာတော့လူစင်းတို့ဓာရီတော့မပြောလို့တော့အဲ့ဒေါ်လာရင်းမှာဘယ်လောက်များဒေါ်လာရင်းရဲ့ထောက်ပံ့တော့ဒေါ်လာရင်းထောက်ပံ့ပစ္စည်းတွေဘယ်လောက်များထောက်ပံ့ထားရဲဆိုတာလူငယ်တွေဒေါ်လာရင်းထဲမှာအားလုံးတည်ဆုံးမှာပြည်သူတွေလက်တော်တော်ရေးမိနေပါပြီအဲ့တော့ဆိုလိုတာကမိမိတို့လောက မယ်လို့ကဒေါ်လာရဲ့ရံပုံငွေကိုခေါင်းဆောင်ခေါင်းလေးအပေါ်မှာဦးဇင်းတို့တတပြီးပြောနေတာမျိုးမဟုတ်ဘူးခေါင်းဆောင်ခေါင်းလေးကအဲ့လိုကိုကျိုးစိုးစိုးတရားတော့တိုင်းပြည်သားတွေကမြတ်လို့တယ်ခေါင်းဆောင်ခေါင်းကနော်နှစ်စာတိုးကြိုးစားလို့ရှိရင် ပြည်သူလူထုကအစတရားကြိုးစားပြီးလိုက်တယ်ယနေ့ခေါင်းဆောင်ခေါင်းငွေဦးကောင်းလို့ဖတ်တဲ့ခံလိုက်ရတော့ငွေပြီးပိုင်းလို့လှုပ်ရှားတဲ့ပုံကိုယ်တွေကအသက်ဝင်ပြီးတော့မှလှုပ်ရှားမလာပဲနဲ့ဒေါ်စားစုရှိတဲ့ပုံကြီးတမနာဝင်းမြင့်ဆိုတဲ့ပုံကြီးကိုပဲပြည်သူလူထုကိုပြထားပြီးတော့မှ ယနေ့မိမိတို့ရဲ့လှုပ်ဆောင်ချက်ကတော့အင်မတန်ကိုတော့ဒီနေ့ပြောရင်တော့စေနာလဲနဲ့ညံ့လဲညံ့ဖြစ်နေတယ်လို့ကျွန်တော်ဒီနေရာနေတဲ့တယ်ပဲပြောပါတယ်ဆိုတော့အဲ့တော့အဲ့လိုပုံစံမျိုးတွေနဲ့တွားနေလို့မရဘူးကိုကခေါင်းဆောင်ဆိုတာဘာလို့လဲဆိုတော့တိုင်းပြည်သားရဲ့အကျိုးကိုရဲ့တော့တတ်သားတွေခလာပြည်ရဲ့တတ်သားတွေတော့တပိပေါ်ကပြနေတယ်ချို့တော့ပကပပါပါတွေကဘာချူးစီးပါမှမရှိဘူးဘာခွန်မှမကောက်ပါဘူးဆင်းရဲနေတာခက်ခဲနေစောင်းနေလူတွေကြမ်းမာရဆာခက်ခဲနေတာတွေများစွာရှိတယ်တချို့ပကပပါပါတွေခွန်ကောက်လို့ရတယ်တတိဖြစ်နေဒါတွေကဘာလို့တော်လိုက်မှမျှဝင်မယ်ဆိုတဲ့စိတ်နေစိတ်သားတွေအင်မတန်ကိုရှိဖို့လိုအပ်ပါတယ်ကဲကောင်းပြီအခြေရလူဝဲချက်တွေများစွာရှိခဲ့ပြီအဲ့လူဝဲချက်တွေကိုပြုတ်ပြင်ပြီးတော့မှယနေ့တော်လိုက်ရဲ့အကျိုးစီးပွားရ ော်ပြည်တွင်းပြည်ပလူထပ်ထားတဲ့တော့များစွာသောအမေရိကန်ဒေါ်လာဒါတန်းချေရလို့ကြီးညာခဲ့တယ်ခင်ဗျာကျောင်းထောင်ချီပါပါထောင်ချော်လောက်ပါပြီနော်ဆိုတော့အဲ့လိုရှိတဲ့ငွေကြေးတွေကို ဘဏ္ဍာရေးမှာအစိုးရတည်နေဥပထားပဲနဲ့ဒေါ်လာရေးမှာကလေးတွေကိုစောင်းနေရစေးစေးရပြည့်စုံလုံတော့အောင်ဒေါ်လာရေးထောက်ပံ့လုံတော့အောင်သွန်လောင်းပြီးတော့လှုပ်ဆောင်တဲ့အခြေခံမျိုးလဲရောက်နေပြီလို့ဦးစင်းနေတဲ့ထူထိုက်တွန်းပြောကြားလိုပါတယ်အဲ့တော့ဒီလိုလှုပ်ဆောင်မှုတွေကင်းမယ်ဆိုလိုကတော့ယနေ့စောနာပြောလို့ပေါ့အာရာယနေ့အာနာရှာဘာလုပ်သွားလဲအဲ့တော့ယနေ့ဒီလိုတွေလှုပ်ဆောင်မှုတွေရော်ရဲတဲ့ခါကျတော့ယနေ့စစ်မှုထမ်းဥပဒေလိုမရေစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တဲ့ခါမှာလူငယ်တွေဟာအခု NGO ဆိုရရဲ့အောက်မှာရှိတဲ့တချို့သောတော့ EOE အောက်ဒေသတွေမှာခေါ်ပြီးမဲ့လဲမလာတော့ဘာလို့အခြေအနေတွေသိနေတာ နော်အချိန်နေသိနေတယ်အဲ့တော့ဒီကခဲလေးဖြစ်နေတယ်ငါမိပါလဲဖန်ခံအောင်မယ်ဆိုတဲ့ခါမှာစိတ်တွေကကြာပြီးတော့နောက်ဆုံးတနေ့တော့ပတ်စံပေးတို့ဝင်လာတို့ပတ်စံပေးပြီးထုတ်ထားတာတို့နော်အားလုံးကဒီထဲမှာဝင်ရောက်သွားတာဆိုခုသိမ့်ချီသွားပါပြီဒါညင်းလို့မရတဲ့အရာပဲမျိုးသီးပတ်စံတော့နှစ်ပတ်ပြတ်သွားပြီအဲ့တော့အမျိုးသားပတ်စံက9ပတ်ကျော်10ပတ်ထဲကိုတက်ရောက်သွားပြီအဲ့တော့တစ်ပတ်က9000လုံးလဲဆိုတော့တွေ့ကြည့်ပါဦး ဟုတ်တယ်မလားတင်းကြော်သွားပြီတင်းကြော်ရသွားပြီအဲ့တော့ဒီအရာတွေဖြစ်ရတာဘာလဲဆိုတဲ့ခါကျတော့ယုံကြည်မှုပေါ့နော်အဲ့တော့ကိုယ်ဒီပုံမှာဒေါ်လာရေးဆိုရပုံမှာယုံကြည်မှုဒေါ်လာရေးဒေါ်လာရေးပုံမှာယုံကြည်မှုတွေကိန်းစိတ်တဲ့ခါမှာထိုပြဆင်းမျိုးတွေဟာယနေ့တွေ့ကြုံရတာပါပြည်နိုင်ငံရေးရာလဲကိုယ်နိုင်ငံတကာတိမပြမှုကလည်းအမှန်အားနဲ့သွားပြီအဲ့လိုအခြေအနေတွေကြောင့်အာနာရှင်ဟာတရုတ်အာနာရှင်ဆိုရရဲ့ထောက်ခံမှုအိန္ဒိယဆိုရရဲ့ထောက်ခံမှုနော်အာဆီယံတော်တော်များများရဲ့အလဲပြောင်းပုံမှာအကျိုးစီးပွားနဲ့ရပ်တည်ပေးမှုဆိုတဲ့အရာတွေနဲ့နိုင်ငံကစားမျက်နှာပါသူကအဲ့လိုအခြေအနေရနေပြီးတော့မှကိုရီးယား energy ဆိုရအနေနဲ့တော့ဘယ်သူမှမတော်အတိမပြမှုဘူးတော့တီမူကတော့အတိမပြရတော့ပဲနဲ့စစ်ကောင်စီအတိမပြမှုမှာ ဲဒီအာဆီယံဖွဲ့ဝင်ဖြစ်မှာမလို့စစ်ကောင်စီနဲ့ပူးပေါင်းရတဲ့အခြေအနေမျိုးကိုတက်ရောက်သွားနေမှာမဟုတ်လားဒါကြောင့်မို့လို့ကိုချုံထွန်းမြတ်နဲ့စကားပြောလို့ပဲအန်ယူဂျီဆိုရကမဟာမိတ်တွေမစည်းလုံးမှုဘူးပြတိုးတော်လည်းပဲအလုပ်လုပ်တော့အတူထမင်းစားတော့တို့ကြီးပဲမခေါ်တော့ဘူးဆိုတဲ့အခြေအနေမျိုးကြီးကတော့ကျန်တဲ့သူတွေလည်းမယုံရဲတော့အဲ့တော့ယုံရဲအောင်ကျွန်တော်တို့အီအိုအီအာတွေနဲ့တွေ့ဆုံပြီးပါပြီဆိုတာနဲ့လက်တွေ့လှုပ်ဆောင်ချက်ပြတဲ့ထုတ်ဆောင်မှုမျိုးတွေကိုဆောင်ရွက်နိုင်ဖို့အရေးကြီးပါတယ်တိုင်းပြည်ကိုဒါကြောင့်မို့လို့ဘာလိုအပ်နေလဲဆိုရင်အဲ့တော့ငွေတွေပေါ်မှာတကယ်တော်လိုင်းရဲ့အကျိုးစီးပွားကိုတကယ်စောင့်ဝင်ရေးတော့တော်လိုင်းရဲ့ထောက်ပံ့တွေကိုစနစ်တကျတော့လောက်ပါကျန်တဲ့အခုဆိုကြပါစို့ဘောင်ဆောင်ခါတို့လို့ဟာလာဥမာပေါ့ဒေဇာဆန်တို့လို့သို့သူရဆော်တို့လို့ အဲအခုစားကြီးပါပဲဟိုမှာဒီရောအများကြီးပဲဟိုမှာရှိကြတယ်တစ်ပိုင်းမှာဆိုလည်းအများကြီးရှိတယ်အဲ PDF PDF ပေါ့အများဆိုတာစီလုံးပြီးပြောလိုက်ရတယ်ဆိုတော့အဲ့လိုပုံပုံတွေကစုပေါင်းပြီးတော့အညာမြေမှာလူငယ်ခေါင်းဆောင်တွေအင်အားကောင်းကောင်းနဲ့ရှေ့တိုးပြီးတော့မှယနေ့တိုက်ပြည်သားတွေမှာစနစ်ဆိုးအောင်အမြဲတမ်းမနစ်ညော့အောင်ကိုရီးယားလိုအပ်ချက်တွေကိုပြုပြင်ပြီးတော့တိုက်ပြည်သားတွေရဲ့အစီခံပြီးတော့မှမူလတွေကတပိပွားပြီးလွတ်မြောက်လာတဲ့စိတ်ဆင်တာကိုအကျိုးစီးပွားနဲ့တည်ဆောက်ကြပဲကိုအကျိုးစီးပွားနဲ့တည်ဆောက်ကြပဲကိုဖွဲ့စည်းအကျိုးစီးပွားတည်ဆောက်ကြပဲနဲ့တိုက်ပြည်ရဲ့အကျိုးစီးပွားကိုစနစ်ရတည်ဆောက်ပြီးတော့ချစ်ဆင်နိုင်ကြပါစေလို့ထုတ်တိုက်တွန်းရင်းနဲ့ဒီကောင်းချောက်ပါတယ်ဆက်လက်ပြီးတော့ရဲဘော်